မင်္ဂလာပါအခင်အစပေါ်ရဲ့ Champion League Quarter Final အဆင့်ဒုတိယအကြော်ပွဲစဉ်တွေရဲ့ပွဲချုပ်သုံးသပ်ချက်အစီအစဉ်တွေပြန်လည်ပြီးကြိုဆိုလိုက်ပါရစေကျွန်တော်ကတော့ KI Host ကောင်းကင်တိုင်ဖြစ်ပါတယ် မင်္ဂလာပါကျွန်တော်တို့မြန်မာလေဆင်ကစားသမားဟောင်းတက်နှောင်ဖြစ်ပါတယ်အခုဒီတစ်ခေါက်ကတော့ဒါကျွန်တော်တို့ချန်ပီယံလိကွာတာဖိုင်နယ်အဆင့်မှာဒါပထမအကြောမာတွေကဒါဂိုပြက်ရလက်တွေကိုကျွန်တော်ပွဲစဉ်တော်တော်များများမှတွေးဆုံတွေးကြုံခဲ့ရတာဆိုတော့ဒီတစ်ခေါက်မှာလည်းကျွန်တော်တို့ဒါဂိုပြက်ရလက်အနိုင်ရရှိထားတဲ့အသင်းတွေကပဲထပ်မံပြီးတော့ဒါကျွန်တော်နောက်ထပ်တစ်ဆက်တွေတက်လှမ်းသွားနိုင်မလားဒါမှမဟုတ်ရင်ကျွန်တော်တို့ဒါအရှုံးရလက်ထွက်ပေါ်ခဲ့တဲ့အသင်းတွေကပြန်လဲပြီးအနိုင်ရရှိဖို့အတွက်ဒါ chance တွေများပေါ်လာမလားဆိုတာကိုကျွန်တော်ဆက်လက်စောင့်ကြည့်ရမယ်ပွဲစဉ်တွေများများဆက်ဆက်ရှိနေရဖြစ်ဖြစ်ဒီထဲမှာမှကျွန်တော်ဒါစိတ်ဝင်စားဖို့ကောင်းမဲ့ပွဲစဉ်တွေကိုရွေးချယ်ပေးထားရဲဘယ်ပွဲ ွဲစဉ်လေးများဖြစ်မလဲဆိုလို့ပြပြပေးပါအောင်ဗျာ ဟုတ်ကဲ့ပါကိုကြီးဒီပွဲစဉ်ကတော့အခုလာမယ့်ကျွန်တော်တို့အင်္ဂါနေ့ညတနင်္ဂနွေဘက်မှာရှင်မြန်ကစားမယ်ချန်ပီယံလိကွာတာဖိုင်နယ်အဆင့်နဲ့ဒုတိယကျောပွဲစဉ်ဖြစ် Aston Villa အသင်းနဲ့ PSG အသင်းတို့ရဲ့ပွဲစဉ်ကိုရွေးချယ်ပြီးထားတာဖြစ်ပါတယ်ခင်ဗျာရှိဒါပထမအကြော်ရလက်အရာကတော့ဒါကျွန်တော် PSG အသင်းကအင်ကွင်းမှာဒါ3-2 3-2နဲ့အနိုင်ရရှိထားခဲ့တာဖြစ်လို့ဒုတိယအကြော်မှာတော့အခြေအနေတွေကောင်းမွန်လာတာဖြစ်ပြီးတော့ Aston Villa အသင်းကလည်းဒါချန်ပီယံလိမှာတကယ်အသင်းကောင်းတွေကိုသူတို့ထုတ်ချပြီးတော့မှဒီအဆင့်တီတက်လန်းလာတာဖြစ်လို့အင်ကွင်းမှာလည်းသူတို့လုံပြနိုင်စွမ်းတွေတော့ရှိနေသေးတယ်ဆိုတော့ဒါပဲအသင်းတက်မလဲဆိုတော့ကျွန်တော်ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပြီးတော့ဒီ နှစ်သင်းရဲ့ရှိရာပွဲစဉ်တွေရလဒ်တင်နေတူပဲဆက်လိုက်ကြအောင်ဗျာကဲပါကိုဒီနေ့တင်းရှင်းအပ်ပွဲစဉ်ရဲ့ရလက်တွေကိုကြည့်မယ်ဆိုရင်တော့ Aston Villa လဲကျွန်တော်တို့ PSG ကိုပထမအကြော့မရှုံးခင်ထိကတော့တင်းရင်နဲ့ကျွန်တော်ရလက်ပိုင်းကိုကျွန်တော်တွေးခဲ့ရတယ်။အဲကျွန်တော်တို့နောက်ဆုံး၄ဘွဲ့ဆက်တိုက်နိုင်ခဲ့တယ်ဆိုတဲ့အနေထားလေးမှာရှေ့ခဲ့ရဗျ Aston Villa အနေနဲ့ PSG ကို၃ဂိုးတခုနဲ့ရှုံးသွားရဲဆိုတဲ့အနေထားမှာပုံမှန်အတိုင်းရဆိုရင်တော့ပြောရမယ်ဆိုတော့ကျွန်တော်တို့ဒီပွဲက တူဝန်းလုံးနဲ့ပဲပြုံးပြီးပွားပြီးထင်နေရဆိုတဲ့အချိန်မှာ90 plus 2မှာကျွန်တော်တို့ပြောရမယ်ဆိုအက်စတိုဗီလာတင်းရဲ့ကစားသမားတွေကစားအားကျလာတဲ့အချိန်မှာပေါ်ယုံမှုတစ်ခုအနေနဲ့နူနိုမန်နက်စ်အခွင့်အရေးနဲ့ရရှိခဲ့တဲ့အခွင့်အရေးကိုအကောင်းဆုံးအသုံးချပြီးတော့ပြောရမယ်ဆို PSG နောက်တစ်ဆင့်တက်ဖို့အတွက်ပိုပြီးရာခိုင်နှုန်းများအောင်ပေါ့နော်ပြောရမယ်ဆိုတော့ PSG အတွက်ပိုပြီးတက်တန်းတာဖြစ်သွားတဲ့ဒုတိယကျောပွဲစဉ်တစ်ပွဲကိုရှင်မြန်ကစားအောင်ကျွန်တော်တို့ပေါ်ဆောင်သွားနိုင်တဲ့ရလက်လေးတစ်ခုဖြစ်သွားခဲ့ရပြအမှန်2 1ဆိုရင်ဒါဒီပွဲစဉ်ပိုပြီးတော့ကြည့်လို့ကောင်းမယ်ပိုပြီးတော့အက်စတိုဗီလာတို့မျောလင်းချက်တွေရှိမဲ့ပွဲစဉ်တွေဖြစ်ပြီးမယ်လေ3 1ဆိုရဲ့အနေထားမှာတော့မျောလင်းချက်ကတော့မရှိတော့ဘူးတော့မဟုတ်ဘူး ှိရောရှိသေးတယ်အိမ်ဝင်းမှာနှစ်ကိုးပြက်နဲ့ပြန်ပြီးတော့နိုင်ခဲ့တယ်ဆိုရင်အချိန်မွေးပိုင်းထိသွားရမယ်ဒါပေမဲ့ပထမအကြောကကစားပုံရတော့ Aston Villa အနေနဲ့ PSG ကိုနိုင်မှုတက်တော့နည်းနည်းလေးရောခက်ခဲတဲ့အနေအထားလေးမှာရှိမယ်ဗျလက်ရှိ Aston Villa ရဲ့ form ညကလည်းတိုက်စစ်ပိုင်းကတော့မဆိုးဘူးနောက်ဆုံးကျွန်တော်ဒီပွဲစဉ်တွေအကုန်လုံးမှာလည်းသွင်းကိုးတွေရရှိနိုင်ခဲ့တယ်လို့မှခန်းစစ်ပိုင်းကလည်းကစားပုံကပြီးခဲ့တဲ့ PSG နဲ့ပွဲစဉ်မှာဆိုသူတို့ဥဆောင်ကိုမရခင်ထိကတော်တော်လေးကောင်းခဲ့တယ်ဒါပေမဲ့လည်းအလဲပြောင်းတစ်ခုက PSG တင်းရဲ့လူငယ်တိုက်စစ်ကစားသမားဒူဝီရဲ့အဝေးကန်ချက်ဂိုးဝါးတဲ့အချိန်ဝန်းဝန်းဖြစ်သွားတဲ့အချိန်မှာနည်းနည်းလေးတော့ ကျွန်တော်ပြောရမယ်ဆိုရင်တော့ PSG တော့ကပိုပြီးစိတ်ထက်တက်ကြွစရာဖြစ်သွားပြီးတော့နောက်ထပ်တောင်းထက်တိုက်စစ်တွေဆင်းနေအဲ့တော့မှ Cover Shakiria ရဲ့ကောင်းမွန်လုံလားတဲ့အဆုံးသက်ကံတွင်ချက်က ပြောရမယ်ဆိုရင်တော့ပြောမယ်အစွန်ဗီလာပိတ်ကန်တယ် PSG အခွင့်အရေးများများဆက်ဆားကိုကျွန်တော်တို့အသေးကြပေါ့ပေါ့နော်ဂိုရနိုင်တဲ့အခွင့်အရေးများများဆက်ဆားမဖန်တီးနိုင်ခဲ့ဘူးဒါပေမဲ့အဝေးကန်ချက်တည်းကနေသွင်းကိုရရှိသွားတဲ့အချိန်မှာအစွန်ဗီလာအနေနဲ့တော့အနှင်းငယ်လေးကစားအားကျဆင်းသွားတဲ့အချိန်မှာနိုမန်ဒက်စ်ကနောက်ဆုံးမိနစ်သွင်းကိုပါထပ်ပြီးခွင့်ပြုလိုက်ရတဲ့အနေအထားလေးဖြစ်သွားအဲ့တော့ဒါပေမဲ့အိမ်ကွင်းမှာအခုရှင်မြန်ကစားမယ့်ပွဲစဉ်မှာတော့ဘယ်လိုမျိုးထင်လဲကစားမလဲဆိုတော့ပြန်ပြီးစောင့်ကြည့်ရမယ် PSG ကတော့တေချာတော့ဒီခုနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တွေအကုန်လုံးကိုကြည့်မယ်ဆိုရင်နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်30မှာလီဗာပူးကိုအိမ်ကွင်းမှာတကူးကူးမရှိတဲ့ရှုံးနေခဲ့တဲ့ပွဲစဉ်ကလွယ်ရင်ဂျန်နီပွဲစဉ်တွေအကုန်လုံးရှုံးမမရှိခဲ့ဘူးဗျလီဗာ ဘူးကိုလည်းကျွန်တော်ကစားခတ်ပါဆိုရယ်အန်ဖီမှာတကူကူမရှိနဲ့ပြန်နိုင်ပြီးတော့အချိန်မိုးပိုင်းနဲ့ဒီမှာပိုင်နေနဲ့နိုင်ပြီးတော့ဒီအခုควอတာဖိုင်နယ်ကိုတက်လာခဲ့တယ်အခုဒီအက်စတွန်ဂလန်နဲ့ပွဲစဉ်မှာရဒုတိယအကြိမ်မှာနှစ်ကိုအတားနဲ့နိုင်နိုင်ရဆိုရယ်ရလက်တကူကအဲ့တော့ဒီပွဲစဉ်မှာသူတို့ဒီရှုံးနေခဲ့တယ်ဆိုတော့တကူနဲ့ရှင်းနေငယ် AC တက်တုံးတတိုင်းနောက်ဆင်းထနိုင်မယ်ဆိုရယ်အနေထားဖိအားတွေတော်တော်လေးညော့သွားရဆိုရယ်အနေထားအဲ့ဒါမျိုးမှာသူတို့ဒီသူတို့ရဲ့ League One မှာရှုံးဝဲမရှိနဲ့လက်ရှိအနေထားမှာကျွန်တော်ဒီအမပေးစရာမဥဆောင်ပြီးတော့ချန်ပီယံဖြစ်သွားပြီးရှုံးဝဲလည်းမရှိဘူးသေးဘူးဆိုရယ်အနေထားမှာပြောမယ်ဆိုရင်တော့ League One ကသူတို့ကလက်ကြည့်စရာမလိုတော့အောင်ဂိမ်းဆက်စရာမလိုတော့အောင် AC စကစားသမားတွေကို နားပိတ်ပြီးကစားလို့ရတယ်ချန်ပီယံလိပွဲစဉ်တစ်ခုတည်းကိုပဲအောင်ဆိုင်ဖို့အတွက်လိုတော့တယ်ဗျအဲ့တော့ဒီကစားသမားတွေပွဲပမ်းမဲ့ဒဏ်ကိုလည်း PSG အနေနဲ့ခံစားဖို့မရှိဘူးတစ်ဖက်က Aston Villa ကြတော့အဲ့လိုမဟုတ်ဘူးဗျနည်းနည်းလေးတော့ခက်ခဲတဲ့အနေအထားလေးမှာရှိမယ်ဗျအဲ့တော့ဒီပွဲစဉ်ပြောမယ်ဆိုရင်တော့ အင်ရှင်အက်စတွန်ဗီလာအနေနဲ့ဘယ်လိုမျိုးတွေပြင်ဆင်ပြီးကစားမလဲပထမကျောရလို့ပဲ PSG အသင်းကိုခန်းစစ်ကိုအသားပေးပြီးကော်နာတက်ကင်မဲ့ကစားမလားအဲ့လိုပုံစံမျိုးကစားရင်တော့ပို့ပြီးတော့ကျွန်တော်တို့ခက်ခဲတဲ့ပုံစံမျိုးပဲဖြစ်သွားပြီးတော့အကဲမထင်မဲ့ပဲအက်စတွန်ဗီလာကဒါကျွန်တော်တို့စပွဲစာတွေကဘောနော်ကျွန်တော်တက်စစ်ကိုနည်းနည်းလေးတင်ကစားပြီးတော့အသင်းကိုတကူတာဦးဆောင်ကိုရရှိခဲ့မယ်ဆိုတော့တော်တော်လေးကြည့်လို့ကောင်းမဲ့ပုံစံမျိုးများဖြစ်လာမလားဗောနော်အဲ့လေးပြန်ပြီးစောင့်ကြည့်ရဖို့ရှိပါလိမ့်မယ်ခင်ဗျဟုတ်ကဲ့ပါကွေဆိုတော့လက်ရှိနှစ်သင်းစလုံးရဲ့အနေထားကတော့ဒါပထမအကြော့မတိုင်ခင်အထီးကတော့အက်စတွန်ဗီလာလဲဒါပုံစံကောင်းတစ်ချို့တော့ဒါထင်းသိမ်းထားနိုင်စေဦးဆိုတော့ကျွန်တော်တွေးရတယ်ဆို PSG အသင်းနဲ့ ဲ့ဒါမတွေးဆောင်ခင်ဒါကျွန်တော်ရှစ်ပွဲစတိုက်ကိုဒါ Aston Villa အသင်းကအနိုင်ရရှိထားတာဗျာဒါအောင်ကြည်ချင်းအပြင်သူတို့ရဲ့ခြေစွမ်းကနောက်ပိုင်းမှာဘယ်လောက်ထိတသမတ်တည်းဖြစ်လာလဲဆိုတော့ကျွန်တော်မြင်တွေ့ရတယ်ဒါပေမဲ့ကျွန်တော်ဒါ PSG နဲ့ဒါပထမအကြော PSG အိမ်ကွင်းမှာတော့ရောက်ကစားရတဲ့အနေထားတစ်ခုမှာတော့ Aston Villa အသင်းအနေနဲ့ကတော့တော်တော်လေးရုန်းကန်ခဲ့ရပြီးတော့3-1ဆိုတဲ့အနေထားနဲ့ရှုံးနေခဲ့ရတယ်ဗျာကိုပြောခဲ့သလိုပဲဒီတစ်ခေါက်ဒုတိယအကြော်မှာဒါသူတို့အနေနဲ့နှစ်ဂိုးလောက်နဲ့သာနိုင်ခဲ့မယ်ဆိုရင်တော့သူတို့အနေနဲ့နောက်ထပ်တစ်ဆင့်တက်လန်းသွားဖို့အတွက် chance ကအပြည့်အဝရှိသွားမှာဖြစ်ပြီးတော့အကယ်၍ဒါကျွန်တော်တကူအသားနဲ့နိုင်ခဲ့မယ်ဆို င်တော့မှပဲ Aston Villa အသင်းကဒါကြံခဲ့မှာဆိုတော့သူတို့အနေနဲ့လည်းတော်တော်ကြီးကိုကြိုးစားတော့မှသာလျင်ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်နောက်ထပ်တစ်ဆင့်ကိုတက်လှမ်းဖို့အတွက်ဒါအကောင်ဆုံးအခွင့်အရေးတစ်ခုရရှိမှာလည်းဖြစ်ပါတယ်ဗျာဆိုတော့တစ်ဖက်က Paris Saint-Germain အသင်းကတော့သူတို့ရဲ့ဒါ League 1မှာလည်းအဆင့်1နေရာကနေရပ်တည်နေတော့မယ်ဆိုတော့အဆင့်1နေရာမှာအဆင့်1နေရာကဒါမှဆေးအသင်းကိုဒါသူတို့ကနေ22မှတ်ထိဖြတ်ထားနိုင်ခဲ့တာဗျာဒါဒီကျွန်တော်တို့ဒါဥရောပဒါကျွန်တော်တို့ဘဲ table မှာမှဒီလောက်ထိအမှတ်ပြတ်အောင်ဖြတ်ထားနိုင်ခဲ့တဲ့ပွဲစဉ်မရှိဘူးဆိုတော့ဒါ Paris Saint-Germain အသင်းကတော့သူတို့ရဲ့ဒါ League မှာတော့အကောင်ဆုံးအနေထားနဲ့ဒါရှုံးပွဲလည်းလုံးဝမရှိသေး ေးဘူးဆိုတဲ့အနေအထားတစ်ခုနဲ့22မှတ်ဖြတ်ပြီးတော့အဆင့်တနေရာမှာဥဆောင်ထားစေပဲဆိုတော့သူတို့မှလည်းဒါလီဂိုးဝမ်းမှာတိတ်ပြီးတော့ဒါကျ pressure မရှိဘူးဆိုတဲ့အနေအထားပြဆိုတော့ပထမအကြော့ကလည်းနိုင်ထားတယ်ဆိုတော့ဒုတိယအကြော့မှာသူတို့ဘလောက်ပဲအဝေးကွင်းမှာပဲလာရောက်ပြီးတော့ကစားရတယ်ပဲပြောပြော pressure ကသူတို့မှာကျွန်တော်တို့တော်တော်ကြီးကိုနဲနေရဆိုတဲ့အနေအထားပြဒါပေမဲ့ Aston Villa အတင်းရတော့သူတို့နှစ်ခုပြက်နိုင်တော့မှသာလေနောက်တစ်ဆင့်ကိုတက်လှမ်းဖို့အတွက်ဒါမျောလင်းလို့ရမယ့်အနေအထားတစ်ခုဆိုတော့ဒါအိမ်ကွင်းမှာသူတို့အဲ့လောက်ထိလုပ်ပြနိုင်ပါလား တပတ်ကကြည့်မယ်ဆိုရင်လည်းဒါအစတန်ဗီလာအသင်းကဒါကျွန်တော်ရှေ့မှာလည်းသူတို့အသင်းကြီးတွေကိုကောင်းကောင်းကြီးဒုက္ခပေးထားနိုင်ခဲ့တဲ့ဒါသက်သူတာရကကြီးလည်းပြထားပြီးသားဆိုတော့ဒီနေ့ပွဲစဉ်မှာလည်းသူတို့ထပ်ပြီးတော့အဲ့ဒီပုံစံလေးကိုထပ်ပြီးပြသသွားနိုင်မလားဆိုတော့ကျွန်တော်တစ်ချက်စောင့်ကြည့်ရမှာဖြစ်ပါတယ်ဗျ။ ဟုတ်ကဲ့ပါဘူးကျွန်တော် Aston Villa အသင်းနဲ့ Benfica Germain အသင်းတို့ကဒါရှေ့မှာတော့သူတို့အနေနဲ့ထိတိုက်တွေ့ဆုံခဲ့ဘူးကြတော့မရှိဘူးအဲ့ဒါ Aston Villa အသင်းဆိုရင်လည်းဒါ Champion League ဒါဝင်ဝင်ရတာကဒါကျွန်တော်တို့ရှေ့နှစ်ကြာတော့မှဒါပြန်ပြီးတော့ရခဲ့တာဗျဒါသူတို့အနေနဲ့ဝင်ခွင့်မရခဲ့တော့တော်ကြီးကိုကြာတယ်ဆိုတော့ Champion League ဒါကျွန်တော် Champion ဖြစ်ခဲ့တယ်ဆိုပေမဲ့သူတို့ပြန်ပြီးတော့ဒီပြိုင်ပွဲကိုဝင်မပြိုင်ရတဲ့အခြေအနေကတော်တော်ကြီးကိုကြာခဲ့တယ်ဆိုတော့ဒီနှစ်သင်းရဲ့ထိတိုက်တွေ့ဆုံမှုကတော်တော်ကြီးကိုရှားပါခဲ့တယ်ဆိုတော့ဒီချိန်မှာထိတိုက်တွေ့ဆုံမှုရှိခဲ့တယ်ဗျဆိုတော့အဲ့ဒီပွဲစဉ်မှာရောထူးခြားချက်အလေးနဲ့ဘာလေးညာရှိမလဲဗျ ဟုတ်ကဲ့ပါကွဒီနေ့သင်ဟတ်တူဟတ်အနေထားတော့အများကြီးကျွန်တော်ဘာမှပြောစရာမရှိဘူးเนาะကျွန်တော်ဒီခုပြီးခဲ့တဲ့ပထမကြော့ကစားခဲ့တဲ့ဥစားလေးပဲရှိတယ်ကျွန်တော်ကတော့ဒီပြောမယ်ဆိုတော့ PSG ကတော့အခုနောက်ပိုင်းနှစ်တွေမှာအသင်းကြီးဖြစ်လာနိုင်များချန်ပီယံလိဂ်ကိုပုံမှန်ကျွန်တော်တော့ရှောင်းဝင်ပြန်ဝင်ရရဆိုမှလဲ Aston Villa ကတော့ဒီနှစ်မှပြန်ပြီးတော့ဝင်ခွင့်ရရှိခဲ့တဲ့အနေထားပဲဒါပေမဲ့လက်ရှိ Aston Villa အသင်းကတော့ Champion League မှာတော့ Champion ဖြစ်ပူးတယ်ဆိုရယ်တမန်ကျွန်တော်ရှိခဲ့တယ်။ PSG ကတော့ Champion League ကိုမရဘူးသေးဘူးအခုမှပထမဆုံးရဖို့အတွက်စူးစမ်းနေတဲ့ကာလပေါ့အဲ့တော့ ပြောမယ်ဆိုရင်ဒီနေ့သင်အရာလက်ရှိခြေစွမ်းပိုင်းအရာတော့ PHG ကတော့ပို့ပြီးတော့အဆအဆအရာအသာစီးရအနေနဲ့ကစားသမားအင်အားအရာပေါ့နော်ဒါပေမဲ့အဆွန်မီလာအသင်းအနေနဲ့လည်း Unai Emery လုံးပြထားတဲ့အရာလည်းအရင်တော့ short တော့မရဘူးသူတို့မှရှိတဲ့ကစားသမားအင်အားအရာတခြားအသင်းကြီးတွေထက်ဆိုင်အများကြီးအားနည်းရဆိုမယ်လေချန်ပီယံလိလို့ပထမအဦးဆုံးပြန်ပြီးတော့ဝင်ကစားကွင်းရတဲ့နှစ်မှာတင် quarter final နဲ့အဆင့်ထိရောက်လာအောင်ဆွမ်းဆောင်ပြနိုင်ခဲ့တယ်လို့ချန်ပီယံလိမှာဆိုလဲကျွန်တော်ဒီအုပ်စုအဆင့် leaf ကျွန်တော်ဒီ face မှာဆိုရင်အသင်းကြီးဖြစ်တဲ့ကျွန်တော်ဒီ Bayern Munich တို့ဂျူမင်တက်တို့နဲ့ဒီလိုပဲအိမ်ဝင်မှာရှင်ပြန်ကစားဖို့တယ် Bayern Munich ကို1-0ဂျူမင်တက်က ိုဂူမရှိနဲ့တေးရလက်ရရှိအောင်စွမ်းဆောင်ထားနိုင်တဲ့စွမ်းဆောင်ကောင်တချို့ပြသတာနိုင်ခဲ့တယ်။ပရီးမီယာလိမှာဆိုရင်ကျွန်တော်ဒီအိမ်ဝင်းမှာပဲအက်စတန်ဗီလာရဲ့အိမ်ဝင်းမှာပဲကျွန်တော်ဒီမန်စီးတီးတို့ချက်စီးတို့ကိုနိုင်ခဲ့တယ်။ ပြီးခဲ့တဲ့အနည်းဆက်ဆုံးကျတော့ Northern Force လို့ကစားကခတ်ပြီးတော့ Premier League မှာပုံစံကောင်းရနေတဲ့အသင်းကိုလည်းနှစ်ဂိုးတစ်ဂိုးနဲ့နိုင်ခဲ့တယ်ဗျဒီအိမ်ကွင်းမှာပဲအဲ့တော့ Aston Villa ရဲ့အိမ်ကွင်းအားတော့အရင်ကတော့ short လို့မရဘူးဗျအဲ့တော့ PSG အနေနဲ့တော့ပထမကျောင်းက၃ဂိုးတစ်ဂိုးနဲ့ရှုံးထားတယ်ဆိုပြီးနည်းနည်းလေးပေါ့ပေါ့ထန်ထန်များတွက်ဆခဲ့ပြီးပွဲအစတည်းကရော်ရီော်ရေထွက်လာခဲ့ရင် Aston Villa အနေနဲ့၃ဂိုးတစ်ဂိုးလောက်တာဦးဆောင်ဂိုးတစ်ဂိုးလောက်တာရရှိခဲ့ရင်တော့ပွဲကတော့တော်လေးမြိုင်သွားနိုင်မယ်နေထားလေးရှိတယ် PSG ကတော့ကျွန်တော် Liverpool နဲ့ကစားခဲ့တဲ့ပွဲစဉ်လိုပဲကျွန်တော်အဝေးကွင်းပွဲစဉ်မှာလိုပဲမနော်အိမ်ကွင်းအဝေးကွင်းမရွေးဘဲနဲ့ကောင်းမွန်တဲ့ခြေစမ်းတစ်ခုကိုဆက်ပြီးတော့ပြသနိုင်ငယ်ဆိုတော့ Aston Villa အတွက်တော့လွယ်ကူတဲ့ပွဲစဉ်လိုပဲဖြစ်လာနိုင်မှာ မရှိဘူးဗျ။ SN Villa အနေနဲ့လည်းဒီအခု Champion League ပြင်သူတို့မှအောင်ဆိုက်ဆရာကြီးရဲ့ FA Cup တွေရှိသေးတယ်။နောက်ထပ်ပြီးတော့ကျွန်တော်တို့ဒီ Platinum တော့ဆိုတော့ FA Cup ပေါ့။နောက်တစ်ထပ် Premier Champion League ဒီကထွက်ခွာခဲ့ရနေဆိုရင်တော့နောက်နှစ်မှာ Champion League ကိုထပ်ပြီးဝင်ဝင်ရရှိဖို့အတွက်ဆိုရင် Premier League မှာ Top 5ထိဝင်ယုံနေတဲ့ကျွန်တော်တို့ Champion League ဝင်ပြီဆိုတဲ့အနေအထားကသူတို့မှလည်းကျွန်တော်တို့ Premier League ကိုအောင်ဆိုက်လို့ရအမယ်အနေအထားထပ်ပြီးရှိသေးတယ်ဗျ။အဲ့တော့ပြောမယ်ဆိုတော့ Villa ကတော့အောင်ဆိုက်ဆရာများတယ်။ကစားသမားအင်အားအရလည်းနည်းတယ်ဆိုရတဲ့ကြောင့်မို့ပွဲပန်းတဲ့အတိုင်းတော့သူတို့တင်အဓိကကစားသမားတွေ Rotation မလုပ်ပြီးကစားတဲ့အခါကျရင်တော့ခံရမယ်။ Rotation လုပ်စီရင်လည်းကစားသမားအင်အားအရင်ကြီးမရှိဘူး။တစ်ဖက်က PL DHG ကတော့ rotation လုပ်စရာကစားသမားအင်အားပြေဝရှိတဲ့ပြုံမှာကစားသမား၁၁ယောက်လုံးလဲပြီးတော့ကစားလို့လီဂူဝမ်းမှာရှုံးနေခဲ့ဆိုတော့သူတို့ကတော့ဘာမှကျွန်တော်ဒီကြေးမမကြိုးတမ်းမှုမရှိဘူးရှုံးဝဲမရှိချန်ပီယံမဖြစ်ဘူးဆိုတဲ့အနေထားလောက်ပဲဖြစ်သွားနိုင်တဲ့အနေထားရှိမယ်ဗျဒါကလည်းကျွန်တော်ရှုံးဝဲမရှိချန်ပီယံမဖြစ်ခဲ့ဘူးဆိုရင်တော့သူတို့အသင်းအတွက်ကပြောမယ်ဆိုလီဂူဝမ်းကကျွန်တော်တို့ဘာများအတိမတ်ပြုတ်မလဲဆိုတဲ့အနေထားပေါ်မူတည်ပြီးတော့သူတို့တော့မလုံးဖြစ်လာနိုင်တယ်ရှုံးဝဲမရှိချန်ပီယံဖြစ်လေဒီဖလားပဲရှုံးဝဲရှိပြီးတော့ချန်ပီယံဖြစ်လေဒီဖလားပဲဆိုတော့အရင်ကတော့ကြီးမားတဲ့တက်ရောက်မှုတော့မရှိဘူးဗျအဲ့တော့ပြောမယ်ဆိုတော့ PSG တော့ကတော့အားသာချက်တစ်ခု ွာသူသည်ချန်ပီယံလိတခုလည်းအောင်ဆိုင်လို့ရမယ်ဆိုတဲ့အနေအထားမှာဒီနှစ်သင်းရဲ့ဒီဒုတိယကျောတွေ့ဆုံမှုမှာဘယ်လိုအနေအထားမျိုးတွေဖြစ်လာမလဲသူတို့အသင်းရောဘယ်လိုမျိုး PSG နေနဲ့ပြင်ဆင်ပြီးတော့ဒီပွဲစဉ်ကိုလာရောက်ကစားမလဲဆိုတဲ့အနေအထားလေးကစောင့်ကြည့်ဖို့ကောင်းမဲ့ပုံစံလေးဖြစ်ပါလိမ့်မယ်ဗျ။ ဟုတ်ကဲ့ခွေးဆိုတော့ဒါဒီနှစ်သင်းရဲ့ဒါထိတိုက်တွဲဆုံမှုအနေနဲ့ကတော့ဒါကျွန်တော် Paris Saint-Germain အသင်းရဲ့အိမ်ကွင်းမှာဒါစပြီးတွဲဆုံခဲ့ရတာဖြစ်ပြီးတော့ဒါ3-1ဆိုတဲ့ရလနဲ့ PSG အသင်းရဲ့အနိုင်ရရှိခဲ့ဒါပေမဲ့ Aston Villa ရဲ့အိမ်ကွင်းဒီယာဒီရုံအောင်တော့ကျွန်တော် short တွက်လို့မရဘူးဗျာဆိုတော့သူတို့အနေနဲ့တော်တော်ကြီးကိုကောင်းမွန်ခဲ့တယ်ဆိုတော့အသင်းကြီးတွေကိုလည်းသူတို့ရဲ့အိမ်ကွင်းမှာဒါဒီနှစ် Champion League မှာတော့ပဲသူတို့လက်ခံရှင်မဲ့ကစားတဲ့အခါမှာတကယ်ရလက်ကောင်တွေထွက်ပေါ်အောင်ကစားထားနိုင်ခဲ့တယ်ဆိုတော့ဒီတစ်ခေါက်မှာတော့သူတို့အနေနဲ့ဒါအိမ်ကွင်းမှာဒါ၃-၉ပြက်လောက်နိုင်မယ်ဆိုရင်တော့ Notre Dame ကိုတခါတည်းတက်လှမ်းသွားမယ်ဆိုတဲ့အနေထားတစ်ခုဒီအခွင့် င်းရေးတစ်ခုကိုတို့အမေရစုပ်ကင်နိုင်မှာမလားဆိုတော့ Aston Villa အသင်းအနေနဲ့တို့ပထမအကြောကဒါကျွန်တော်ရှုံးကျွေးတစ်ခုကိုဒီတစ်ခေါက်ပြန်ပြီးတော့ဆက်သွားနိုင်မလားပေါ့နော်ကျွန်တော် တကယ်စိတ်ဝင်စားတာကဘယ်လိုစိတ်ချမဲအသင်းသာဒါကျွန်တော်တို့ဒါအနိုင်ရရှိခဲ့မယ်ဒါတကူအတာလောင်းနဲ့အနိုင်ရရှိခဲ့မယ်ဒါမှမဟုတ်ရင်ကျွန်တော်တို့ဒါတကူလောင်းနဲ့ရှုံးသွားခဲ့မယ်ဆိုလို့ရှိရင်တော့ဒီနေ့ပွဲစဉ်အတိတ်ပြီးတော့စိတ်ဝင်စားဖို့မကောင်းဆိုပေမဲ့ Aston Villa အသင်းရဲ့ယုံအောက်တော့ကျွန်တော်ဒီပွဲစဉ်မှာထပ်ပြီးတော့မြင်တွေ့ရခြင်းသေးတယ်ဆိုတော့နောက်ထပ်တစ်ဆင့်ကိုတက်လှမ်းဖို့အတွက်အခွင့်အရေးကောင်းရရှိနေတာတော့ပရစင်ဂျာမင်းဖြစ်ပြီးတော့ဒါပေမဲ့ကျွန်တော် Aston Villa အသင်းရဲ့တစ်ဖက်ကလာမဲ့ယုံအောက်ပေါ့နော် Premier League အသင်းနေနောက်ကျွန်တော် Unai Emery ရဲ့ဒါဒီနီးပြရဲ့ဒါဥရောပအတွေ့အကြုံနေနဲ့ဒါကျွန်တော်တကယ်ကစားသမား Diya ဒီမှာသူတို့ အကောင်းဆုံးလုပ်ပြနေတဲ့ပုံစံတစ်ခုကနေပြီးတော့ကျွန်တော်ပေါက်ကွဲအားတစ်ခုများကျွန်တော်မြင်တွေ့ရနာမလားလို့နော်ဒါလေးကိုတစ်ချက်ဒါစိတ်ဝင်စားမိတယ်ဆိုတော့အကယ်၍သာအဲ့ဒီလိုမျိုးကျွန်တော်မြင်တွေ့ရခဲ့မယ်ဆိုရင်တော့ဒီနေ့ပွဲစဉ်တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းသွားမှာဖြစ်ပြီးတော့ကြီးလို့ကောင်းသွားမဲ့ပွဲစဉ်တစ်ပွဲတော့ဖြစ်ပါရပြဒါပေမဲ့နောက်ထပ်တစ်ဆင့်ကိုတလှမ်းဖို့အတော့ကတော့ပွဲစဉ်ချာမယ်အသင်ကတော့ဒါကျွန်တော်တို့ရာနှုန်းပြည့်နှီးပါလောက်တေချာနေရတော့ကျွန်တော်ညင်းလို့တော့မရဘူးဗျ ုတ်ကဲ့ပါကွေအစံဖီလာအသင်းနဲ့ဘရိုစင်ဂျာမန်အသင်းတို့မှာကျွန်တော်ထူးခြားချက်အနေနဲ့ကဒီနှစ်သင်းဒီဒါကြောင့်ချန်ပီယံလိမှာလည်းတို့တော့ရှောက်ရှင်ပြန်ကစားလိုက်ဒါကွာတာဖိုင်နယ်အဆင့်ထိရောက်ရှိလာပြီဒူရီကအကြော့ထိလည်းရောက်ရှိလာပြီဘရိုစင်ဂျာမန်အသင်းဆိုရင်လည်းဒါကျွန်တော်တို့ဒါလီဂိုးဝမ်းမှာလုံးဝရှုံးဝဲမရှိဘဲနဲ့အဆင့်တနေရာမှာရက်တည်နေရာဖြစ်ပြီးအစတန်ဖီလာအသင်းကလည်းဒါပရီးမီးယားလိမှာဆိုလို့ရှိရင်တို့အနေနဲ့ဒါအဆင့် ခုနှစ်နေရာမှာရက်တည်နေရပြ။တော့အဆင့်ခုနှစ်ဆိုပေမဲ့ဒါအဆင့်၅ကအသင်းနဲ့ဆိုရင်တော့မှတို့အနေနဲ့ရမှတ်ကွာချချက်နှစ်မှတ်ပဲရှိရဲ။ဆိုတော့ဒါပေမဲ့ကျွန်တော်တို့ဒါ Newcastle ကတော့ဒါတပွဲရော့ထားတယ်။ Chelsea အသင်းနဲ့ရှင်ကြီးမယ်ဆိုရင်တို့နှစ်မှတ်ပဲရော့သေးတာ။ဆိုတော့ဒါကျွန်တော်တို့အဆင့်၄နေရာနဲ့ဆိုရင်တော့တို့နှစ်မှတ်ပဲရော့သေးရဲဆိုတဲ့အနေထားတစ်ခုကဒါကျွန်တော်ယာတီကုံမှာလဲတို့အနေနဲ့တော့ယာတီ Champion League ဝင်ဖို့အတွက်ဒါအနေထားကောင်းနေတော့ရှိနေသေးတယ်လို့ကျွန်တော်ပြောလို့ရတယ်ဗျ။ Aston Villa မှာတော့ကျွန်တော်စူးစမ်းစရာတွေအများကြီးရှိသေးတယ်။ဒါပေမဲ့ဒီအနေအထားတော့မှာတော့ပဲဒီနှစ်သင်းစလုံးရဲ့ဒဏ်ရာရလူစင်းရင်ကတော်တော် ယိုနယ်ပါနေတဲ့အချက်ကနှစ်သိန်းစလုံးအတွက်ဒီဒုတိယအကြော့မှာလည်းပြိုင်ဆိုင်မှုပြင်းထန်လာဖို့ရရှိပြီးတော့ကစားသမားရွေးချယ်မှုအပိုင်းမှာ17ရောက်စလုံးစိတ်ကြိုက်အနေထားရွေးချယ်လို့ရတယ်ဆိုတဲ့ပုံစံတစ်ခုတော့ကျွန်တော်မြင်တွေ့ရတယ်။ SM Villa မှာပဲကျွန်တော်တို့ဒါဒန်ရကစားသမားဒါအနေငယ်ရှိတယ်ပေါ့နော်။ဆိုတော့ဒီအနေငယ်တော့မှပဲဒါပြန်ပြီးပေါဝင်လာနိုင်ရရှိတဲ့အနေထားတစ်ခုဆိုတော့အခုအနေနဲ့ဆိုရင်ဒီနေ့ပွဲစဉ်မှာပွဲထွက်လာမဲ့လူစင်းရင်းကဘယ်လိုမျိုးပုံစံလေးတွေဖြစ်မယ်လို့ထင်လဲဗျ။ ဟုတ်ကဲ့ပါကိုယ်ကျွန်တော်ဘောထလူစီအောင်ပြန်ပြီးကြည့်ရမယ်ဆိုရင်တော့ Aston Villa အသင်းရဲ့ကျွန်တော်တိုက်စစ်ကစားမှာ Liron Bailey ကလွန်ရင်ကျန်တဲ့ကစားသမားအစုံလင်နီးပါးနှစ်သိန်းလုံးမှာပြန်ပြီးတော့ကစားနိုင်နေများရှိတယ် injury list မှာမရှိဘူးပေါ့နော် Liron Bailey တော့ကျွန်တော်ပြောရမယ်ဆိုရင် Dot Flow ဆိုတဲ့အနေထားအရသူဒီလဲဒီပွဲစဉ်မှာပြန်ပြီးတော့ဝင်ကစားကောင်းကစားငတ်နိုင်နေဆိုတဲ့အနေထားလေးမှာရှိမှာကြက်ခံမှုပြဿနာတော့ပဲနည်းနည်းပြန်ပြီးစောင့်ကြည့်ရမယ်အနေထားလေးမှာရှိမှာအဲ့တော့ဖြစ်နိုင်ွယ် Villa အသင်းရဲ့လူစင်းကိုကြည့်ရမယ်ဆိုတော့ပထမအကြောလူစင်းအတိုင်းပဲကျွန်တော်တို့ပြန်ပြီးပွဲထလာဖို့များတယ်နည်းနည်းလေးအပြောင်းလဲလှုပ်ချင်တယ်ဆိုရင်ကျွန်တော်တောင်မန်တိုက်စစ်ကစားသမားဖြစ်တဲ့ကျွန်တော်ဒီ Milan တို့ Asensio တို့ကိုပြန် ြန်ပြီးထည့်သုံးတာတိုက်စစ်မှာကျွန်တော်တို့ graph နေရာမှာ oliver gain တို့ဘာကိုသုံးပြီးတော့ graph ကိုကျွန်တော်တို့တောင်းမနေပါပြန်ပို့တာပေါ့အဲ့လိုမျိုးလေးပဲကျွန်တော်တို့တွေ့ကောင်းတွေ့ရတယ်ဘာလို့ဒီပွဲနေရာပို့ပြီးတော့တို့တို့ဒီတိုက်စစ်ကိုသွားရမယ်ပထမကျောင်းကပွဲစဉ်လိုပဲကျွန်တော်တို့ခန်းစစ်ကိုအဓိကအရင်အပြုတ်ပြီးကစားလို့မရတော့တဲ့အနေထားမှာတော့တိုက်စစ်အာတန်ကစားသမားတွေတိုက်စစ်ကိုသွားရတယ်ကောင်တာတကနေသွားရဆိုရင်တော့ပြောမယ်ဆိုရင်ကျွန်တော်တို့ဘန်ညာတောင်းမန်နှစ်ဖက်နဲ့အနည်းဆုံးကျွန်တော်တို့နံပါတ်10ကစားမဲ့ကွင်းလယ်ကစားသမားပြီးတိုက်စစ်မှုလေးရောက်တော့အနည်းဆုံးသွားနိုင်တယ်ဆိုရဲအနေထားမျိုးလေးပေါ်ဆောင်မှာဆိုတော့အဲ့ဒီနေရာလေးတော့အပြောင်းလဲလုပ်ကောင်းလုပ်နိုင်တယ်အဲ့တော့ကုသမနေရာမှာတော့အီမီမာတီနဲ့ပဲထပ်ပြီးပွဲထလာဖို့ရှိမယ်ဘယ်ဘက်ချမ်းခန်းစစ်မှာ တော့ဒီပွဲစဉ်မှာကျွန်တော်တို့ Lucas Digne ကိုပြန်ပြီးတွေ့ရမလားအဲဒါမှမဟုတ်ကျွန်တော်တို့ AM Messen ကိုပဲထပ်ပြီးတော့ပြန်ပြီးတော့ rotation လုပ်ပြီးတုံးလာမလားပေါ့ညာဘက်ကျန်းခန့်စစ်မှာဆိုတော့ကျွန်တော်ဒီပွဲစဉ်မှာပြီးခဲ့တဲ့ပွဲမှာ Medical Cash ကတော့တိတ်ချေစမ်းမပြနိုင်ကြတဲ့ဘူးဒီစာစီနဲ့ဒုတိယပိုင်းမှာလဲခဲ့တယ်အဲ့တော့ဒီပွဲစဉ်မှာတော့ဒီစာစီကိုပွဲအစားတဲ့ထပ်ထုတ်တုံးလာမလားပေါ့နော်ဒါမှမဟုတ်ကျွန်တော်တို့ခန့်စစ်အတွက်ဖက်မှာပဲဒီစာစီကိုပြန်တုံးလာဒါမှမဟုတ်ပဲကျွန်တော်တို့ကန်ခန့်စစ်အတွက်ဖက်မှာ Tyrone Mings နဲ့ကျွန်တော်တို့ Port Torres တို့ဘာလို့တုံးမလားပေါ့နော်ပြောရမယ်ဆိုတော့ Consale ရှိနေတယ် Tyrone Mings လည်းရှိတယ် Port Torres လည်းရှိတယ်ဒီစာစီလည်းရှိရဖြစ်တဲ့ကြောင့်ခန့်စစ်အတွင်းဖက်အတွဲဖက်အတွက်တော့ကျွန်တော်တို့အတွင်းလူနေရာမှာအများ ားကြီးရှိစရာရှိတယ်။ညာဘက်ချမ်းခန်းစင်းတွက်မှာတော့ medical ကိုပြန်ပြီးတော့မတုံးညင်ဘူး line နဲ့အောက်ထားခြင်းနဲ့ဆိုတော့ဒီစာစီထွက်ပြီးတော့ကစားလို့ရတယ်။ဒါမှမဟုတ် Alex Garcia ထပ်ပြီးတော့အုံလို့ရတယ်ဆိုရဲအနေထားလေးမှာရှိရဗျ။ကွင်းလန်တွက်ဖက်နေမှာတော့ကျွန်တော်ဒီဒီပွဲစမှာတော့ကျွန်တော်တို့ owner နာအောင်ပြန်ပြီးတော့အုံပြလာနိုင်မှာမထင်နဲ့။ low arm နဲ့ကောက်လဲကျွန်တော်ဖီစကယ်ပိုင်းရာကျွန်တော်ကြံ့ခံမှုပိုင်းအရာရုပ်ပိုင်းဆိုင်ရာအရာလဲပို့ပြီးတော့တောင်းတမှုရှိတဲ့ owner နာအောင်ပြန်ပြီးတွေ့ရပြီးတော့ tile man owner နာအတွဲဖက်ဒါမှမဟုတ်ကျွန်တော်တို့ John Magin နဲ့ကျွန်တော်ဒီ owner နာအတွဲဖက်ကိုတွေ့ရမှာဖြစ်ပြီးတော့ SNCO ကိုနံပါတ်10 room မှာပြန်ပြီးတွေ့ရမယ်ပွဲစဉ်ဒီပွဲဖြစ်မယ်လို့တော့ထင်တယ်ဗျ။ဘယ်ဘက်ချမ်းအတွက်ကြောင့်မို့ကျွန်တော်ဒီပွဲစဉ်မှာတော့ကျွန်တော်ကြည့်ရ မယ်ဆိုပြီးခဲ့တဲ့ပွဲစဉ်မှာ Jacorancy ကပဲပဲချမ်းကျွန်တော်တောင်မတိုက်စစ်မှာကစားတယ်ဒါပေမဲ့ဒီပွဲစဉ်မှာတော့တိုက်စစ်ကိုပူပြီးသွားပြီးတော့အတွေ့အကြုံရှိတယ် corner attacking ပို့ပြီးတော့အားပြုတ်ကစားလို့ရမယ် Macro Raffo ကိုမြန်သုံးလာမလားပေါ့နော်အဲ့တော့ခန်းစစ်ကိုအရင်မကူခိုင်းတော့ဘဲနဲ့ Joe McKin ကခန်းစစ်ကိုကူပြီးတော့တိုက်စစ်သွားတဲ့အခါကျရင် Raffo ကပဲပဲချမ်း Romagan Roger ညာပဲချမ်း Asensio ကနံပါတ်10ရုံးနဲ့နံပါတ်9ရုံးမှာ Oliver Kane တို့ပါဝင်လာပြီးတိုက်စစ်ဒီ၄ယောက်တိုက်စစ်နေပေါ့နော်တွင်းကိုရရှိအောင်ဆွမ်းဆောင်မှုအတွက်ပြင်ဆင်လာမယ့် view ဟာလေးမြန်ဖြစ်နေမလားဆိုတဲ့ line နဲ့လေးကိုကျွန်တော်ပြန်ပြီးစဉ်းစားမိတယ်ဗျအဲ့တော့တစ်ဖက်က PSG အသင်းရဲ့လူစင်းကိုပြန်ပြီးကြည့်မယ်။ PSG အသင်းကတော့ရှင်းတယ်ဗျပထမအကြ ော့လူဆင်းနိုင်မယ်ရန်တော့မြစ်ပြန်ပြီးပေါ်ထလာဖို့ရှိမယ်နည်းနည်းလေးအပြောင်းလဲလုပ်စရာရှိလို့ခန်းစစ်နေရာမှာပထမကြောက်မှာကျွန်တော်ဒီပွဲပဲပြတဲ့ကြောင်မပေါဝင်နိုင်နဲ့မာကွင် host ကပြန်ပြီးတော့ဒီပွဲစဉ်မှာပြန်ပေါင်းလာပြီးသူ့နေရာမှာပေါဝင်တဲ့ barrier ကပြန်ပြီးတော့နားဝမလာပါတော့အဲ့လေးပြန်ပြီးတော့ကြည့်ရဖို့ရှိပါလိမ့်မယ်ပြအဲ့တော့ကိုသမနေရာမှာတော့ PSG ထံတိုးနေရမယ်ဘဘချန်းခန်းစစ်မှာတော့ဒီပွဲစဉ်မှာလည်းနူနူမန်နက်စ်ပဲထပ်ပြီးပေါ်ထလာဖို့ရှိမယ်ညံဘချန်းခန်းစစ်မှာတော့ဟာကီမီခန်းစစ်အတွင်းနေရာမှာတော့ပါချိုနဲ့မာကွင် host ကိုင်းတဲ့တော့ဖက်မှာတော့ PSG အတင်းအကောင်းဆုံးကိုင်းလက်ထွက်ဖြစ်တဲ့ Fabian Roos Vitinha နဲ့အပြင်ကျွန်တော်နောက်တဲ့ဂျာအို Nives ပေါ့နော်ပြီးရင်ကျွန်တော်တိုက်စစ်ပိုင်းမှာဆိုရင်တော့ number 9 room မှာတော့ပြောမယ်ဆိုဆို number ံနိုင်ကတော့အတိမထားဘူးဗျတိုက်စစ်ပိုင်းမှာအတွဲဖက်3ရောက်ရှိတယ်ဒိုရီကာဗရက်ရှ်ကလီယာပြီးတော့ဒမ်ဘီလီဒီ3အလုံးက rotation ပုံစံမျိုးနဲ့ကစားနေရတော့နံပါတ်9နေရာမှာဘယ်သူမှအတိအကျမရှိဘူးဒမ်ဘီလီကစားလည်းဒမ်ဘီလီကနံပါတ်9ပုံစံထက်ဆိုင် free roll ပုံစံမျိုးကစားတယ်အဲ့လိုမှမဟုတ်ပဲဒမ်ဘီလီတောင်ပန်ထွက်သွားတဲ့ခါကျရင်ဒိုရီဖြစ်ဖြစ်ကာဗရက်ရှ်ကလီယာဖြစ်ဖြစ်အထဲကိုဝင်ပြီးကစားတယ်အဲ့တော့ PSG ရဲ့ဒီလက်ရှိအစုအဖွဲ့နဲ့တိုက်ဆက်သွားတဲ့ပုံစံကွင်းလယ်လိုအားနှုန်းနေရတော့ Aston Villa အနေနဲ့တော့နည်းနည်းလေးကစားရတာရှင်ကစားဖို့တော့ခက်လိမ့်မယ်ဒါပေမဲ့အိမ်ကွင်းအားသာချက်ကိုရောအတုံးအကောင်းဆုံးအတုံးချပြီးတော့ဒီ Champions League မှာလည်းအသင်းကြီးနဲ့တွေ့ဆုံခဲ့တဲ့အိမ်ကွင်းဖွဲ့စဉ်တွေမှာရက်လ ်ကောင်းနေရရှိအောင်ဖန်တီးထားနိုင်တယ်ပရီးမီးယားလိမှာလည်းကျွန်တော်တို့ City တို့ပြီးတော့ကစားခတဲ့ Forest တို့ပြီးတော့ Chelsea တို့အသင်းတွေကိုလည်းဒီအိမ်ကွင်းမှာပဲအနိုင်ရရှိအောင်ဆောင်းဆောင်ထားနိုင်ကြတာဆိုတော့ Aston Villa အနေနဲ့ဘယ်လိုမျိုးဒီအိမ်ကွင်းမှာလက်ရှိဖောင်ကောင်းနေတဲ့ PSG ကိုတုံ့ပြန်သွားနိုင်မယ်ပေါ့နော်အဲ့လေပြန်ပြီးစောင့်ကြည့်ရဖို့ရှိပါလိမ့်မယ်ဗျ ဟုတ်ကဲ့ကိုကြီးဆိုတော့လူစင်းမိုင်းအင်အားအရာကတော့ဒါပရက်စစ်ချာမင်အတင်းကတော့တေချာပေါက်တောင့်တင်းတဲ့လူစင်းရောတော့ရှိနေတော့မယ်ဆိုတော့ဒီလူစင်းရောပဲသူတို့ပြန်ပြီးတော့တုံးလာနိုင်သေးတယ်ဆိုတော့တကယ်ဒီ၁၁ရောက်စလုံးကလည်းဒါအကောင်းဆုံးအနေထားမှာဒါစော်ကစားနိုင်သေးတယ်ဒါဒါအပြင်ကမှဒါဒဟန်ရကစားသမားလုံးဝမရှိတာဖြစ်တဲ့အတွက်အဲကျွန်တော်တို့ဒါအပြောင်းလဲလေးကြီးလဲကျွန်တော်တို့ထပ်ပြီးတော့လုပ်လို့ရသေးတယ်ဒါပွဲချင်းပြေးမဟုတ်ဖဲနဲ့ဒါမိနစ်80ပေါ့နော်ဒါပထမအကြော့မှာလည်းကျွန်တော်တွေ့ခဲ့ရတယ်မိနစ်80လောက်မှာလူစားလဲတဲ့ပုံစံလေးတွေလဲကျွန်တော်ထပ်ပြီးတော့မြင်တွေ့ရနိုင်ချေရှိတယ်ဗျတစ်ဖက်ကကြည့်မယ်ဆိုရင်တော့ဒါကျွန်တော်တို့ Aston Villa အသင်းဘက်က ဆိုရင်တော့တို့အနေနဲ့တိုက်စစ်ပိုင်းဆိုင်ရာအရာမှာပထမအကြောအလိုမဟုတ်ဘဲနဲ့အပြောင်းလဲလေးတွေပြန်ပြီးတော့လုံးတင်ပြီးတော့ကျွန်တော်ခန်းစားရတယ်။ Marcus Rashford ကိုကျွန်တော်တို့ဒါဘယ်ချမ်းတိုက်စစ်ပေါ့နော်။ဒါတောင်မန်တိုက်စစ်မှာပြန်သုံးပြီးတော့ Roger ကိုကျွန်တော်တို့ဒါညာချမ်းတောင်မန်တိုက်စစ်မှာပြန်ပြီးတော့သုံးတာမျိုး။ဒါ Assensio ကိုသုံးတာမျိုးနဲ့နောက်ကျွန်တော်တို့ Number 9 Roma တကယ်ဒီယာဒီကျွန်တော် Aston Villa အသင်းရဲ့ တိုက်စစ်ကောင်တယောက်ဖြစ်တဲ့ working ကိုပြန်ပြီးတော့သုံးတာမျိုးပေါ့နော်ဒါမျိုးပြောင်းလဲလေးတွေများမြင်တွေ့ရမှာဆိုရင်တော့ဒါကျွန်တော်ပထမအကြောနဲ့မတူတဲ့ကျွန်တော်ရလက်လေးတွေများကျွန်တော်မြင်တွေ့ရမလားဒါလေးတစ်ချက်စောင့်ကြည့်ရမှာဖြစ်ပြီးတော့ဒါ Aston Villa အသင်းကလည်းရှေ့မှာလည်းသူတို့အသင်းကြီးတွေကို twin goal တွေသွင်းယူနိုင်စွမ်းရှိတာကိုလည်းကျွန်တော်မြင်တွေ့ခဲ့ရပြီပထမအကြောမှာလည်းသူတို့အနေနဲ့ဒါ goal ပြတ်ရလက်တစ်ခုဆိုပေမဲ့လည်းဒါတကိုးပြန်ပြီးတော့ twin နိုင်နေဆိုတဲ့အနေအထားတစ်ခုလည်းကျွန်တော်မြင်တွေ့ရပြီဆိုတော့ဒီတစ်ခေါက်မှာတော့ဒါသူတို့အိမ်ကွင်းအားသာချက်တစ်ခုအကောင်းဆုံးအသုံးချပြီးတော့ဒါကျွန်တော် Paris Saint-Germain အသင်းကိုဒါကျွန်တော်တို့အနိုင်ရရှိအောင်ပေါ့နော်ဆိုတော့အနိုင်ရရှိရတယ်ဆိုရင်တော့မှဒါ1 season နဲ့ ုင်မယ်ဆိုရင်တော့ Aston Villa အတင်းအတွက်အခြေအနေကောင်းမှာမဟုတ်တာဖြစ်တဲ့အတွက်ဒါကျွန်တော်တို့ကိုပြက်အနိုင်ရရှိဖို့တော့လိုအပ်နေတာဖြစ်တဲ့အတွက်ဒီလိုအပ်ချက်တစ်ခုကိုဒါနီးပြဖြစ်တဲ့ online Emery အနေနဲ့ဒါဖြည့်ဆည်းသွားနိုင်မလားပေါ့နော်ကျွန်တော်ဒါလေးတော့တစ်ချက်စောင့်ကြည့်ခြင်းနဲ့လူစင်းအင်အားအရာကတော့ဒီဟာဒီ Paris Saint-Germain အတင်းရဲ့လူစင်းကတော်တော်ကြီးကိုတောင့်တင်းနေတာဖြစ်ပြီးတော့ဒီတောင့်တင်းတဲ့လူစင်းတစ်ခုကိုပဲဒါ Aston Villa အတင်းရဲ့တိုက်စစ်ပိုင်းဆိုင်ရာအရာမှာဘယ်လောက်ထိဖြည့်ရှင်းသွားနိုင်မလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါရဲ့ဗျာ ုတ်ကဲ့ပါခင်ကျွန်တော်ဒါ Aston Villa အသင်းနဲ့ Paris Saint-Germain အသင်းတို့တွေ့ဆုံကြမယ် Champion League Quarter Final အဆင့်ဒုတိယအကြော်ပွဲစဉ်မှာအကိုရဲ့အနေနဲ့ဆိုရင်ရောဒါဒီတစ်ခေါက် Aston Villa အသင်းတို့အခွင့်အရေးရှိလာမလားအိမ်ကွင်းမှာသူတို့ဘယ်လောက်ထိလုပ်ပြလာနိုင်မလဲဒါမှမဟုတ် Paris Saint-Germain အသင်းရပဲသူတို့ရဲ့ဒါ pressure ကင်းကင်းနဲ့ပဲကောင်းကောင်းမွန်မွန်ဒါကျွန်တော်အနိုင်ရလက်တစ်ခုဒါမှမဟုတ်ရင်ကျွန်တော်အရှုံးဆိုရင်လည်းဒါကျွန်တော်တို့ဒါကိုပြမဟုတ်တဲ့အရှုံးဒါမှမဟုတ်လည်းတရေရလက်တစ်ခုအထိဒါတတရရရနဲ့ယူပြီးတော့ပဲနောက်ထပ်တစ်ဆင့်တက်လှမ်းသွားမလားဆိုတော့အကိုရဲ့အမြင်လေးနဲ့ဂိုးရလက်ကောက်ဘယ်လိုမျိုးပုံစံလေးဖြစ်မလဲဗျ ဟုတ်ကဲ့ပါကွယ်ကျွန်တော်ဒီပွဲစဉ်ပထမဆုံးကျွန်တော်စိတ်ဝင်စားဒီပွဲစဉ်ပထမကြောနဲ့မတူတဲ့ကျွန်တော်နှစ်သိန်းကြားအဲကျွန်တော်ချင်းကပ်ပုံလေးကိုမြင်ရမလိုက်ပွဲစဉ်တပွဲများဖြစ်လာမလားပေါ့နော်ပထမကြောကကျွန်တော် SN Villa ကပွဲစားတွေကခန်းစစ်ကိုပဲအအောင်ဆိုင်တယ် PSG ကပွဲစားတွေကနေတက်စစ်ကိုကျွန်တော်တို့အအောင်ဆိုင်ပြီးတော့တွင်းကိုရရှိအောင်ဆွမ်းဆောင်မှုအတွက်ကြိုးစားတယ်ဒါပေမဲ့မထင်မဲ့ပဲ Villa ကကျွန်တော်တို့တကူရပါတယ် PSG ကနောက်ကလိုက်ကစားပြီးတော့ပွဲပြီးကန်ဒီမိနစ်တွင်းကိုကြောင့်ပေါ့နော်3-1ဆိုရလက်ထိဖြတ်သွားဒါပေမဲ့ပြောရမယ်ဆိုဒီနှစ်သိန်းကပထမအကြော့တွေကဒီလောက်ထိကျွန်တော်တို့ရလက်ကပြတ်သားသွားဖို့အတွက်အနေထားမရှိခဲ့ဘူးဗျ2-1လောက်နဲ့ပဲပြီးသွားမယ်ဆိုတဲ့အနေထားပေါ့နော်ဒီ ဲ့လိုအတွက်ကြောင့်မဒီဒုတိယအကြော့မှာကြောင့်ကစားတဲ့ပုံစံနှစ်သိန်းကျော်နည်းနည်းလေးဘွဲကိုချင်းခဲ့တဲ့ပုံစံအပြောင်းလဲလေးဖြစ်ကောင်းဖြစ်လာနိုင်တဲ့အနေအထားမှာရှိတယ်။တရားတော့အက်စတန်ဗီလာကတော့ပြီးခဲ့ပွဲစဉ်လို့ပွဲစတဲ့ကကျွန်တော်ခန်းစစ်ကိုအအောင်ဆက်လို့မရတော့သူကပွဲစတဲ့ကနေအကျွန်တော်အနည်းဆုံးပွဲဆက်စပြီးတော့တဲ့ကမိနစ်90တောက်လျှောက်တိုက်စစ်ကြီးပဲတိုက်စစ်မဟုတ်ဘူးဆိုရင်တော့ပွဲဆက်15မိနစ်လောက်ကိုတိုက်စစ်ပြီးတိုက်စစ်ကစားမယ့်အနေအထားလေးဖြစ်လာပြီ။အဲ15မိနစ်လောက်တွင်းမှာတော့အက်စတန်ဗီလာအနေနဲ့တဂိုးလောက်ရရှိခဲ့တယ်။အကဲကန်ကောင်းလို့9ဂိုးလောက်ရရှိသွားတယ်ဆိုတော့သူတို့အတွက်အကောင်းဆုံးပေါ့နော်။ဒါမှမဟုတ်နည်းနည်းလေးတော့ခတ်ခဲမယ်။အဲ့ဒီအချိန်မှာ PSG ကကြောက်ဒီပွဲစဉ်ပွဲစတဲ့ကနေတိုက်စစ်ကိုအရင်အာယုံဆိုင်ပြီးဖွင့်ကစားစရာမလိုတော့ဘဲ နဲ့ပွဲအစမှာတို့တို့ဒီခန်းစစ်ကိုအဓိကအာရုံပြုတာတဲ့ဆိုင်ပေါ့ပြောရမယ်ဆိုပွဲအစမှာနည်းနည်းလေးထင်းထင်းသင်းသင်းလေးကစားပြီးတော့ SM Villa ရဲ့ကျွန်တော်ကျွန်တော်ထွက်လာတဲ့တိုက်စစ်စင်မှုတွေကိုပြန်ပြီးတော့အမားကိုအတုံးချသွားပြီးစောင့်ကစားမယ့်အနေအထားလေးမျိုးဖြစ်လာမလားပေါ့အဲ့တော့ဒီပွဲစဉ်ကြတော့ပထမအကြော့နဲ့ပြောင်းပြန်နဲ့တင်းညာကစားပုံလေးကနည်းနည်းလေးပွဲအစပဲမှာကွာခြားမှုရှိမယ်ပွဲအစ15မိနစ်20လောက်ကလည်းဒီပွဲစဉ်တွေရလက်တစ်ခုကိုအတွက်အကျိုးတမ်းမှုရှိဖို့အတွက်အဖြစ်တစ်ခုလည်းဖြစ်လာနိုင်တယ်ဗျပွဲအစ15မိနစ်20မှာကျွန်တော် Aston Villa အနေနဲ့တင်ကစားလို့ဒုံကိုဒုံလောက်ရရှိသွားတယ်ဒါမှမဟုတ်ပဲနဲ့ Aston Villa တင်ကစားရင်းထဲမှာ PSG ကကျွန်တော်ကောင်တာပြန်ပေါက်တဲ့အနေအထားတော့ဒါမှမဟုတ် Aston Villa ရဲ့ကွ ကွင်းလယ်ကကျွန်တော်ဘလုံးပေးပို့မှုအမားတွေခန်းစစ်ကဘလုံးပေးပို့မှုအမားတွေကိုကျွန်တော် BHG ကွင်းလယ်ကစားသမားတွေဖြတ်ယူပြီးတော့တကောင်နာတက်ကင်းကနေတကိုလောက်ပြန်ပြီးတော့ BHG ကဥဆောင်မှုရရှိသွားရဲဆိုရင်လည်းပွဲကပို့ပြီးတော့ကောင်းလာရမယ်ဆိုပွဲကအေးသွားတယ်ပွဲတစ်ပွဲလည်းဖြစ်သွားနိုင်တယ်ဗျအဲ့တော့ဒီပွဲစဉ်ကကျွန်တော်ကတော့နှစ်သိန်းချာကွာဟာချက်ကြတော့လူစင်းအရာရောကစားတဲ့ပုံစံအရာရောကျွန်တော်တော်တော်များများကွာခြားချက်ရှိတယ်အဲ့အပြင်မှာဂျာရဲဒီမှာရှင်မြန်ကစားခဲ့ရတဲ့ Premier League ပွဲစဉ်လီဂူ1ပွဲစဉ်တွေကကစားသမားအင်အားနဲ့ကစားသမားတွေရဲ့အနာရရှိမှုအရာလည်းကွာခြားချက်တွေရှိနေကြအောင်မို့အက်စတန်ဗီလာအနေနဲ့တော့ဒီ နဲ့ကျွန်တော်ဒီဒီယာဒီမှာပေါ့နော်ကျွန်တော်ချန်ပီယံလိတွေပရီးမီးယားလိတွေမှာအိမ်ဝင်းပွဲစဉ်တွေမှာအသင်းကြီးချို့ရက်လက်ကောင်ရရှိအောင်ဆန်းဆောင်ထားနိုင်ရယ်ဆိုမယ်လက်ရှိ PSG ကိုတော့ရက်လက်ကောင်ရရှိအောင်ဆန်းဆောင်ဖို့တော့အရင်လွယ်ကူမဲ့ပွဲစဉ်တွေကတော့မဖြစ်နိုင်ဘူးအဲ့တော့ဒီပွဲစဉ်ကိုကျွန်တော်ကိုရက်လက်နေနဲ့ခံမှန်းမယ်ဆိုရင်လက်ရှိ PSG ရဲ့ကစားထားတဲ့ဖောင်အရရဲ့ PSG အသင်းရဲ့ကစားသမားတွေရဲ့ဒီယာဒီမှာနီးပြကစားခိုင်းတဲ့အတိုင်းမှာတော်တော်လေးကိုတည်တည်ချာလေးစီစစ်နေတဲ့ကြပေါ့နော် discipline ကြကြလိုက်ကစားနိုင်နေဆိုတဲ့အနေအထားတွေအရာတော့ PSG နေနဲ့ဒီပွဲစဉ်မှာလည်းအနည်းဆုံးတော့တေးရက်လက်တစ်ခုလောက်တော့ရရှိအောင်ဆန်းဆောင်သွားနိုင်တဲ့အနေအထားလေးရှိမယ်လို့ကျွန်တော်ထင်မိတယ်ဗျအဲ့တော့ Aston Villa အနေနဲ့ပွဲအစားတိုက်စစ်ပွဲ ွဲစားတွေကပေါ့နော်တိုက်စစ်စင်ကစားရင်းနဲ့ဂူးရရှိခဲ့ဆိုရင်တော့တကူလောက်တာရရှိနိုင်မယ့်အနေထားလေးများဖြစ်သွားမလားပေါ့နော် PSG တင်းရဲ့ခန်းစစ်ကလည်းအရင်ဆိုးဆိုးရွားရွားကျွန်တော်ဒီအားနည်းနေရတော့မဟုတ်ဘူးအဲလီဗာပူးနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာတော့ကျွန်တော်ဒီပထမအကြိမ်မှာတကူပေးခဲ့ဆိုရင်ဒုတိယအကြိမ် Anfield မှာပေးကူးမဲနဲ့နိုင်ဝဲရရှိအောင်ဆန်းဆန်းထားနိုင်ရတော့ဒီတချိန်မှာရော PSG အသင်းအနေနဲ့ Aston Villa ကိုကျွန်တော်ဒီပေးကူးမဲနဲ့ပေါ့နော်နောက်ထပ်တေးဝဲထားမို့ပေးကူးမဲနဲ့နောက်ထပ်တကူကူမရှိလောက်တဲ့နိုင်ပွဲတစ်ပွဲများဖြစ်လာမလားပေါ့အဲနှစ်သင်းပေါင်းတွင်းကိုတော့ကျွန်တော်ဒီပထမအကြိမ်အရလို့ပေါ့နော်ကျွန်တော်3-1နေကျွန်တော်ဒါမှမဟုတ်ကျွန်တော်တို့ဒီ 2-2တို့4-0လို့မျိုးတွန်းဒီ3ဂိုးနဲ့အထက်ပေါ့နော်5-6ဂိုးလောက်ဖြစ်သွားနိုင်တဲ့အနေထားတော့ခဲင်းနေဗျဘာဖြစ်လို့လဲဆိုတော့ဒီပွဲစဉ်ကကျွန်တော်ဒီပွဲအစထဲကနေပဲအက်စတန်ဗီလာတိုက်စစ်ဆင်ရမှာမှန်မှန်လေ PSG ကအက်စတန်ဗီလာရဲ့အမောင်းကိုစောင့်ကစားပြီးတော့ပွဲကိုထင်းချောင်းကစားဝိုင်းနဲ့တောင်းတတာနဲ့နောက်ဆက်သွားဖို့အတွက်ကြောင့်မို့ကစားမှဖြစ်တဲ့ပွဲစဉ်ကြောင့်မို့အက်စတန်ဗီလာအနေနဲ့ဂိုးရရှိခဲ့ရဆိုတော့အလုံးစုံ2ဂိုးလောက်တော့ရရှိခဲ့ပြီးတော့ PSG ဘက်ကလည်းအဲ2ဂိုးလောက်ပြန်သွင်းနိုင်ခဲ့မယ်ဆိုရင်တော့1-1ပေါ့နော်အဲ့တော့ဒီပွဲစဉ်ဖြစ်နိုင်မယ်ရလက်ကတော့ပြန်ပြီးစဉ်းစားရမယ်ဆိုရင်3ဂိုးနဲ့အောက်တစ်ဖက်ကို2ဂိုးစီတည်ရဒါမို့ကျွန်တော်ဒီ PSG နိုင်မယ်ဆိုလဲ1-0အလုံးစုံနိုင်ခဲ့တယ်ဆိုရင်တော့ကျွန်တော်ဒီဂိုးအများဆုံးတွေ့လို့ရမယ်ပွဲ ွဲစဉ်ကကျွန်တော်ဒီ2-1ဆိုရရက်လာတော့ဗောနော်3-0လောက်ထိတာအများဆုံးတွေ့ရမယ့်ပုံစံတွေဖြစ်မယ်လို့ကျွန်တော်ထင်မိပါတယ်ခင်ဗျာ ဟုတ်ကဲ့ကိုကြီးဆိုတော့ဒီတစ်ခေါက်ကတော့ဒါကျွန်တော်တို့ဒါ quarter final အဆင့်ပေါ့နော်ဒုတိယအကြော့မှာတွေ့ဆုံတဲ့အခါမှာဆိုရင်တော့ဒါ Paris Saint-Germain အသင်းကလည်း Champion League မှာပြောရမယ်ဆိုလို့ရှိရင်ဒါနောက်ပွဲတွေနောက်ပိုင်းပွဲတွေမှာပေါ့နော်ဆိုတော့ Liverpool ကိုတို့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မတိုင်ခင်ကတို့အနေနဲ့ဒါရှုံးပွဲတွေဒါ Champion League မှာများများဆဆကြုံတွေ့ခဲ့ရတယ်ဗျာတော့ပြည်တွင်းပွဲစဉ်တွေဒါ League 1မှာတော့တို့တို့အခြေအနေတွေတောက်လျှောက်ကောင်းနေခဲ့တယ်ဆိုပေမဲ့ Champion League မှာတော့တို့တို့ဒါရုန်းကန်နေကြတာကိုတော့ကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်ဆိုတော့အဓိကအနေနဲ့ဒါရှေ့ရပွဲစဉ်တွေအနိုင်ရရှိခဲ့တယ်ဆိုပေမဲ့ Arsenal င်းနဲ့အသင်းနဲ့တွဲဆုံတဲ့ပွဲစဉ်မှာသူတို့အနေနဲ့လာပမာအုံဆုံးရှုံးနေခဲ့တယ်။နောက်ကျွန်တော် PSV ကိုတည်ရကြတယ်။နောက်ကျွန်တော် Atletico Madrid ကိုလည်းထပ်ပြီးရှုံးနေခဲ့တယ်။ Bayern Munich အသင်းကိုလည်းသူတို့ထပ်ပြီးရှုံးနေခဲ့သေးရဲ့ဗျ။နောက်ကျွန်တော်တို့အဲဒီနောက်ဆုံးအနေနဲ့ပေါ့နော်ဆိုတော့ Liverpool အသင်းကိုလည်းသူတို့ထပ်ပြီးတော့ဒါပထမအကြော့မှာရှုံးနေခဲ့တယ်။ဒါပေမဲ့ဒုတိယအကြော့မှာတော့ဒါကျွန်တော်တို့အနိုင်ရရှိပြီးတော့မှ penalty နဲ့ဒီအဆင့်အထိတက်ရောက်လာတယ်လို့ပြောလို့ရတယ်ဗျ။ Aston Villa အသင်းကိုတော့သူတို့အနေနဲ့ပထမအကြော့မှာအကောင်းဆုံးရလဒ်တစ်ခုကိုတော့ပေါ်ဆောင်ထားနိုင်ခဲ့တယ်ဆိုပေမဲ့ဒီအဆင့်ကနေသူတို့တက်လန်းသွားရင်ရောကျွန်တော်တို့နောက်ထပ်ဒါ semi final တို့ final တို့မှာတို့လွဲကူပါမလားပေါ့နော်ဒါလေးတော့ကျွန်တော်တစ်ချက်စဉ်းစားမိတယ် Paris Saint-Germain အသင်းရဲ့ DRD တို့ရဲ့စွမ်းဆောင်ရည်ကကျွန်တော်မေကုံးထုတ်เสียအသိမရှိဘူးဆိုပေမဲ့ Champion League မှာတော့ဒါအရှိပိုင်းပွဲစဉ်တွေမှာရုန်းကန်ခဲ့ရတဲ့အနေအထားတစ်ခုတကယ်အသင်းကြီးရင်တွေ့ဆုံတဲ့အခါမှာ Paris Saint-Germain လည်းရုန်းကန်ရပါတယ်ဆိုတဲ့အနေအထားတစ်ခုတော့ကျွန်တော်မြင်တွေ့ခဲ့ရတယ်ဗျ Aston Villa အသင်းကတော့ဒါပထမအကြော်မှာတည်းကတို့အဝေးကွင်းဒါ twin goal အနေနဲ့ပေါ့နော်တကူအထိဒါပြန်ပြီးရယူထားနိုင်ခဲ့တယ်ဆိုတော့ဒီတစ်ခေါက်မှာတို့အနေနဲ့ နှစ်ကိုလောင်းနဲ့နိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့အချိန်ပိုပန်နတီအထိဆက်ပြီးတော့သွားမယ်အနေထားတစ်ခုဆိုတော့ Aston Villa အသင်းရောဒီအနေထားအထိရောက်ဖို့အတွက်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ခန်စစ်ကိုတော့အပြုတ်ပြီးကစားလို့မရတော့ဘူးတိုက်စစ် ကျွန်တော်တို့ဒါပွဲစာတွေကတိုက်စစ်ပေါ့နော်တော့ short တိုက်စစ်လို့ပြောလို့မရရင်တော့ပွဲချင်းတော်တော်များများကိုတိုက်စစ်အနေနဲ့တို့ဆိုးမှုပြီးတော့ကစားနိုင်မှသာလျှင်ဒီနေ့ပွဲစဉ်ကိုဒါကျွန်တော်တို့အနိုင်ရရှိပြီးတော့နောက်ထပ်တက်စစ်ကိုတက်လှမ်းဖို့အတွက်အခွင့်အရေးတွေရရှိမှာဆိုတော့ Aston Villa အသင်းအတွက်ကလည်းခက်ခဲအောင်မဲ့ပွဲစဉ်ပဲဗျနှစ်သင်းစလုံးအတွက်ကတော့အဓိကလွယ်ကူနေရတော့ Paris Saint-Germain အသင်းအတွက်တော့ဖြစ်သွားခဲ့တယ်ဆိုတော့ Aston Villa အသင်းအတွက်ကတော့ဒီနေ့ပွဲစဉ်ကခက်ခဲအောင်မဲ့ဆိုပေမဲ့ဒါတို့အနေနဲ့ ဒါအနိုင်ရရှိခဲ့မယ်ဆိုရင်လည်းကျွန်တော်ဂိုးပြက်အနိုင်ရရှိဖို့ဆိုရင်တော်တော်ကိုခက်ခဲတယ်ဗျ။အခုပြောခဲ့သလိုပဲဒါကျွန်တော်1-0လောက်နဲ့နိုင်သွားတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်လို့ပဲရင်စီချာမင်းအသင်းရဲ့လက်ရှိဖောင်ပုံစံကောင်းတစ်ခုအရာ SN Villa အသင်းအနေနဲ့ဂိုးပြက်အနိုင်ရရှိဖို့ဆိုတော့ခက်ခဲအောင်ပဲပွဲစဉ်ပဲ။ဒါတရင်ရလက်ဖြစ်နိုင်ခြေရှိရဆိုပေမဲ့ကျွန်တော်ကတော့ဒီနေ့ပွဲစဉ်မှာလည်းဒါပရင်စီချာမင်းအသင်းကများအသာစီးထပ်ပြီးရရှိသွားအောင်မလားပေါ့နော်။ဒါလေးကိုတော့တစ်ချက်ဒါ စဉ်းစားမိရပေါ့တဲ့တစ်ဖက်ကကြည့်မယ်ဆိုတော့ Aston Villa အသင်းကသူတို့ရှေ့မှာလဲဒါအသင်းကြီးတွေကိုသူတို့ပုံစံကောင်းတွေပြသခဲ့တယ်ဆိုပေမဲ့ဒါကျွန်တော်များသောအဖြစ်ဒါတကူအတာနဲ့အနိုင်တို့တရေတို့ဒီပုံစံမျိုးတွေနဲ့ပြသခဲ့တာဆိုတော့ဒီနေ့ပွဲစဉ်မှာလဲသူတို့နိုင်ခဲ့မယ်ဆိုရင်တော့တကူအတာပဲဒါမှမဟုတ်ရင်ကျွန်တော်တရေရလက်ပဲဆိုတော့အဖြစ်နိုင်ချေအများဆုံးကတော့ Paris Saint-Germain အသင်းကဒါတရေကစားမယ်ဒါမှမဟုတ်ရင်ကျွန်တော်တို့ဒါ ပြန်ထပ်ပြီးတော့ဗောနော်နိုင်ပွဲတပွဲကိုရှာဖွေတွှိသွားနိုင်တဲ့ပွဲစဉ်တပွဲဖြစ်ပြီးတော့ကျွန်တော်ကတော့ဒုတိယအကြော့မှာတော့ဒါပထမအကြော့လိုမျိုးဂိုးအများကျွန်တော်တို့သွားဖို့ထက်ဆာလို့ရှိရင်တော့ဒါကျွန်တော်တို့နိုင်ခဲ့မယ်ဆိုရင်တော့ဒါဘယ်အသင်းအဖြစ်ဖြစ်တကူအတာလုံးနဲ့နိုင်သွားတဲ့ပွဲစဉ်တပွဲကိုပဲကျွန်တော်မြင်တွေ့ရမှာဖြစ်ပြီးတော့ဒါကျွန်တော်တို့နှစ်သင်းပေါင်းပေါ့နော်ကျွန်တော်တွင်ကိုတွေအပြန်အလှန်တွင်းယူခဲ့မယ်ဆိုရင်တော့ဒါ2-1ဆိုတဲ့ရလလုံးနဲ့ဖြစ်သွားနိုင်ခြင်းရှိတယ်ဒါမှမဟုတ်ရင်ကျွန်တော်1-1ဆိုတဲ့ရလက်ထွက်သွားနိုင်ခြင်းရှိပြီးတော့ကျွန်တော်ကတော့ဘယ်စင်ဂျာမန်ဘက်မှာတော့ဒီနေ့ပွဲစဉ်မှာပို့ပြီးတော့သဘောကျပါတယ်ဗျာ ကဲ့ပါဘူးကျွန်တော် Aston Villa အသင်းနဲ့ Borussia Dortmund အသင်းတို့ရှင်မြိုက်ကစားကြမဲ့ Champion League Quarter Final အဆင့်ဒုတိယအကြော်ပွဲစဉ်ပွဲချိန်လို့လည်းတစ်ချက်တော့ပြပြပေးပါဦးဗျာဟုတ်ကဲ့ပါကိုဒီပွဲစဉ်ကတော့ Champions League Quarter Final အဆင့်ရဲ့ဒုတိယကြိုးပွဲစဉ်ဖြစ် Aston Villa အသင်းနဲ့ PSG အသင်းတို့ကအခုလာမယ့်အင်ကာနေညတနအီခွဲမှာရှင်မြိုင်ကစားသွားကြမှာဖြစ်ပါတယ်ခင်ဗျာဒါကတော့ Aston Villa အသင်းနဲ့ Paris Saint-Germain အသင်းတို့ရှင်မြိုင်ကစားကြမယ့် Champions League Quarter Final အဆင့်ဒုတိယအကြော်ပွဲစဉ်ရဲ့ပွဲကြိုးသုံးသက်ချက်စီစဉ်မှာဖြစ်ပါတယ်နောက်ထပ်ပွဲစဉ်တွေနဲ့တူလဲပြန်လာခဲ့ပါအောင်မယ်ဗျာ